မင်္ဂလာပါကျွန်တော်တို့ရဲ့မြန်မာ Daily Juice Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေနဲ့ဒီနေ့အစီအစဉ်မှာပြန်လည်ဆုံတွေ့ရလို့ဝမ်းမြောက်ပါတယ်ပရိသတ်များအဆင်ပြေချောမွေ့ကြစေဖို့ဥစွာဆန္ဒမှုပြုပါတယ်ဒီနေ့အစီအစဉ်မှာရွေးချယ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အားလုံးမျှော်လင့်ဆောက်ရှားနေကြတဲ့ကက်သလစ်ခရစ်ယာန်ကျောင်းတော်ရဲ့ပုတ်ယဟန်မင်းသဖြင့် American နိုင်ငံသားကာဒီနယ်ယဟန်မတ် Robert Provost ကိုပုတ်ယဟန်မင်းရွေးချယ်ရေးအဖွဲ့ကနေရွေးချယ်တင်မြှောက်လိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကာဒီနယ် Robert Bravos ဟာဘယ်သူလဲဘယ်လိုပုံကိုမျိုးလဲဘယ်လိုရည်သွေးတွေရှိတဲ့ယဟန်အမတ်လဲပြီးတော့ဘာကြောင့်အမေရိကန်နိုင်ငံသားကာလီနာယဟန်အမတ်ကိုရေကောက်တင်ပြရသလဲပုံယဟန်မင်းအတွက်ကဘာတွေဆောင်ရွက်သွားမလဲဘယ်လို direction မျိုးနဲ့ကက်သလိတ်ဂိုင်းအပြင်ဒီကမ္ဘာသူကမ္ဘာသားတွေကမ္ဘာကြီးကိုဘယ်လိုပုံစံနဲ့ဥဆောင်မှုပေးသွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပြန်လုံတော်မူသားတဲ့ပုပ်ယဟန်မင်းဖရန်စစ်ရဲ့နေရာကိုဆက်ဆံဖို့အတွက်အမေရိကန်နိုင်ငံသားချီကာဂိုမြို့မှာဝေးဖွားခဲ့ပြီးတော့ပီရူးနိုင်ငံသားဖြစ်လဲခံယူထားတဲ့အမေရိကန်ကာဒီနယ်ယဟန်မတ်ရောဘတ်ပရဖတ်စ်ကိုပုပ်ယဟန်မင်းရွေးချယ်တင်မြောက်ရေးအဖွဲ့ကစစ်စတင်ဖျားချောင်းတော်ပုပ်ယဟန်မင်းရွေးချယ်ပွဲမှာကက်သလစ်ကျောင်းတော်ကိုဥဆောင်မဲ့268ပါးမြောက်ပုပ်ယဟန်မင်းဖြစ်ရွေးချယ်မဲ့ပေးလိုက်ရပါတယ်ဒီတစ်ခါ ဟုတ်ရွေးချယ်ပွဲဟာထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ရက်ထဲနဲ့မြန်မြန်ဆန်ဆန်နဲ့ရွေးချယ်လိုက်လို့လည်းဖြစ်ပါတယ်။ဒါကဒီလိုမျိုးမြန်မြန်ဆန်ဆန်နဲ့ရွေးချယ်နိုင်တာကဒီကတ်လစ်ကျောင်းတော်ရဲ့အဓိကဦးစားပေးအကြောင်းအရာတွေကဘာလဲဆိုတာကိုလည်းပေါ့သုံးတစောက်ဖော်ပြနေတယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။အဲ့တော့အခု American နိုင်ငံသား Cardinal Yohan Robert Bravas ဟာ ဆက်လင်းစမ်းမြောက်ပုတ်ဒီယိုဆိုရဲဘွဲ့ထူးကိုခံယူပြီးတော့ပုတ်ရဟန်းဖြစ်ဖြစ်ကက်သလစ်ကျောင်းတော်ကိုဥဆောင်မှုပေးတော့မှာဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာလူသားမျိုးနွယ်တွေအတွက်လည်းသာသနာ့ဝန်ကိုပယ်ပိုးထမ်းဆောင်တော့မှာဖြစ်ပါတယ်။ဆိုတော့ဒီကာဒနယ်ယဟန်မတ်ရောဘတ်ဘရာဗာစာဘယ်လိုပုတ်ကိုမျိုးလဲဆိုတာကိုကျွန်တော်အရင်ဆုံးကြည့်ကြအောင်ပါ။သူဟာခုနကကျွန်တော်ပြောခဲ့ပြောခဲ့တဲ့ဒါအမေရိကန်နိုင်ငံချီကာဂိုမြို့မှာဝေးဖွားခဲ့ပြီးတော့တင်ချာဘာသာရက်နဲ့ဘွဲ့ရရှိခဲ့တဲ့အာဘုန်းတော်ကြီးဖြစ်တယ်။အဲ့တော့ဒီ ယဟန်တော်ဖြစ်ဆက်ပြီးတော့တောင်တန်ခါဝင်ကုန်ထမ်းဆောင်ချိန်မှာအမေရိကန်နိုင်ငံသားဆိုပေမဲ့အမေရိကန်နိုင်ငံကနေရွှေ့ပြောင်းပြီးတော့ပီရူးနိုင်ငံမှာသူဆက်ပြီးတော့အာဒီယဟန်တော်ဖြစ်ဆက်ပြီးအဲဘီရှော့ဖြစ်ဆက်ပြီးတော့တာဝန်တာသနာတာဝန်ကိုထမ်းဆောင်ခဲ့တယ်2023ခုနှစ်မှာကာဒီနယ်ယဟန်မတ်ဖြစ်ဒီပီရူးပီရူးမှာကာဒီနယ်ယဟန်မတ်ဖြစ်ပုတ်ရံမင်းကသူ့ကိုအာရွေးချယ်ခံခဲ့ပါတယ်အခုလိုမျိုးကာဒီနယ်ရောဘတ်ပရာဗတ်ပုတ်ရံမင်းဖြစ်တင်မြှောက်ခံလိုက်ရတဲ့အချိန်မှာ ူနဲ့ပတ်သက်ပြီးတော့သူနဲ့အရင်ကဒီတာသနာဝင်ကိုသူထမ်းဆောင်ခဲ့တဲ့လူတွေဘုန်းတော်ကြီးတွေကပြန်လဲပြောပြတဲ့ပြောပြတဲ့အရာမှာဒီကာဒီနယ်ရောဘတ်ပရိုဗတ်စ်ဟာအေးစေးတည်ငြိမ်သူပြဿနာတွေဘယ်လောက်ပဲကြုံရကြုံရသွေးဆူသွားတာမျိုးမရှိဘဲနဲ့တော့ပြဿနာတိုင်းကိုခေါင်းအေးအေးနဲ့တော့အဖြေရှာနိုင်သူစုံပြချက်အလောတကြီးမချဘဲနဲ့နော်ခေါင်းအေးအေးနဲ့ပြဿနာတွေကိုကင်တွေ့နိုင်သူပြီးတော့သူငယ်စဉ်ဘဝဒီကက်သလစ်သာသနာကိုစဝင်တဲ့အချိန် ကဆလို့သူဟာဒီသာသနာတွင်းမှာသာသနာတွင်းတွေကအဖွဲ့အစည်းမှာခေါင်းဆောင်မှုနေရာကိုနော်ငယ်ငယ်ရွယ်ရွယ်နဲ့အချိန်ဆောင်ပြီးပေးခဲ့ရတဲ့ခေါင်းဆောင်မှုဘိုင်းနဲ့ပတ်သက်ရင်လည်းနော်ဟိုအောက်သက်ကြီးတဲ့နော်ပုံကိုဖြစ်သူနဲ့သူ့ကိုတိကျွမ်းတဲ့နော်လှုပ်ဖော်ခိုင်းဖက်တွေအတန်းပေါ်တွေကသူ့ကိုအသိမှတ်ပြုပြောဆိုကြပါတယ်ဒီလိုမျိုးအမေရိကန်နိုင်ငံကနေကာလီနယ်ရဟမတ်တပါးရွေးချယ်တင်ပြောက်တဲ့ညတင်ပြောက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်အောင်စုသမ္မတနော်ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ပြည်သားတယောက်ပုံရဟန်းမင်းဖြစ်ရွေးချောက်ရွေးရွေးချယ်ခန့်အပ်ခံရတာဟာအလုံးကုန်ယူစရာကိစ္စတစ်ခုပဲလို့အထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဒီမတိုင်ခင်နှစ်ရက်သုံးရက်လောက်ကဒီဒီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအာပုံရဟန်းမင်းသူ့ကိုယ်သူပုံရဟန်းမင်းပုံစံ AI နဲ့လုပ်ပြီးတော့ Facebook ပေါ်တင်ခဲ့လို့လည်းသူပြောသူပြောဝေဖန်ခံခဲ့ရပါတယ်အဲ့ဒီနောက်ခုဒီလိုမျိုးအမေရိကန်နိုင်ငံသားရွေးကောက်တင်မြှောက်ခံရတဲ့အချိန်မှာဝမ်းမြောက်ကုန်ယူတဲ့စကားကို Donald Trump ကနေထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်ပြီးတော့ Pope Francis လက်ထက်တုန်းက Catholic ကျောင်းတော်နဲ့เนาะ Papacy နဲ့ဆက်ဆံရေးမပြေမပြေဖြစ်ခဲ့တဲ့ဒီတရုတ်နိုင်ငံကနေလည်းအခုအစ်စ်ရွေးချယ်တင်မြောက်ခံရတဲ့ဆက်လင်းဆက်မြောက် Pope Dio နဲ့เนาะ constructive အပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာเนาะအတူလက်တွဲပြီးအလုပ်လုပ်သွားပါမယ်ဆိုပြီးတော့အဲထုတ်ပေါ်ပြောဆိုလာတာပဲတွေ့ရပါတယ်ဆိုသူရဲ့ဒီကာဒီနယ်တက်တန်းတစ်ချောင်းမှာအာဒီပုပ်ပရာဗတ်ရောဘတ်ပရာဗတ်ဟာ ပေါ့ဖရန်စစ်ရဲ့လူမှုပြုပြင်ပြောင်းလဲမှု social reform တွေ progressive တိုးတက်တဲ့လူမှုပြုပြင်ပြောင်းလဲရေးတို့ထောက်ခံအားပေးခဲ့တဲ့အာကာဒီနယ်ယဟန်မတ်ဖြစ်လေလူသိများထင်ရှားပါတယ်အထူးဖြင့်ပေါ့ဖရန်စစ်ကဒီအာလိန်ဂျူဇုံတွဲတွေနော်စိန့်ဆက်ကပ်ပယ်တွေကိုဒီကက်သလစ်အာဘီရှော့ပ်တွေနေနဲ့ blessing ပေးဖို့နှိုးဆော်တဲ့ဒီ declaration ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပူပါတယ်အဲ့ထုတ်ပြန်ကြေညာချက်ကိုပုတ်လီအခုလက်ရှိ ပုတ်ဖြစ်လာတဲ့ပုတ်လီယိုကနေအဲ့ဒီတော့ကထောက်ခံခဲ့ပါတယ်ဒါပေမဲ့သူကချွင်းချက်တစ်ခုတော့အဲ့မှာထည့်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အဲဒီညွန်ကြားချက်ကိုအကြောင်းတော်ပပစီရဲ့ညွန်ကြားချက်ကိုဒီ bishop တွေအနေနဲ့သူတို့ရဲ့သူတို့ရှိတဲ့နိုင်ငံသူတို့ရှိတဲ့ဒေသသာသနာနယ်ရဲ့ယဉ်ကျေးမှုတိလေထုံတဲ့အကြောင်းအရာတွေနဲ့မြန်ရောညီထွေ interpret ဘာသာပြန်ပြီးတော့မှပဲလက်တွေ့ကျင့်သုံးဆောင်ရွက်တဲ့တယ်ဆိုပြီးတော့အမှတ်ချက်တစ်ခုကိုထည့်သွင်းပြီးတော့ထောက်ခံခဲ့တဲ့ဖြစ်စဉ်မျိုးရှိခဲ့ပူပါတယ်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ ကာကက်ကက်လိတ်တန်တာတွင်မှာအမျိုးသမီးတွေရဲ့เนาะအမျိုးသမီးတွေရဲ့ပါဝင်မှုခန်းကဏ္ဍကိုလည်းပုပ်ဖရန်စစ်နီတူသူကထောက်ခံအားပေးခဲ့ရဆိုတော့တွေ့ရတယ်ပုပ်ဖရန်စစ်ကဒီကာတင်ညာယဟန်မတ်တွေအတွက်အာထားရှိတဲ့ဒီစီမံအုပ်ချုပ်ရေးဌာနမှာเนาะအမျိုးသမီးတွေပါဝင်ခွင့်ကိုအာစတင်ပေးခဲ့စစပေးခဲ့ပြီးတော့လူမျိုးပြုပြင်ပြောင်းလဲရေးကိုတစ်ခုပြီးတစ်ခုเนาะဟိုတွန်းအချိန်တွန်းပြီးတော့လုပ်ခဲ့တယ်အဲ့ဒီအပေါ်မှာလည်းအခုဒီပုတ်ရဟန်းမင်းဖြစ်ရွေးခံရတဲ့အဲ့ဒီတော့ကာတင်နယ် Robert Bravas ကသူထောက်ခံကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အဲ့တော့ဒီလိုမျိုးအာဒီလိုမျိုး legacy ရှိတဲ့အပုပ်ကိုသူပုပ်ကိုတဲ့တပားပေါ့နော်။ပြီးတော့တစ်ဖက်မှာတော့ကြည့်မယ်ဆိုရင်ကျွန်တော်ပုပ်ပုပ် Francis ရဲ့တတန်းနဲ့ပုပ်ပုပ် Francis အကြောင်းကိုဒီနေရာမှာကျွန်တော်နည်းနည်းပြောဖို့လိုပါတယ်။ကလေးကျောင်းတော်အတွင်းမှာပုပ်ဖရန်စစ်ဟာเนาะဒီသာသနာတွင်းမှာရောအဘာမှာပါเนาะ impact ကြီးမားတဲ့တက်ရောက်မှုကြီးမားတဲ့လူမှုပြုပြင်ပြောင်းလဲတွေကိုပေါ်ဆောင် စတင်ဖော်ဆောင်ခဲ့တဲ့သူအဖြစ်အများကအတိမပြုထားပါရင်ဒါပေမဲ့လို့သူဟာဒီလိုမျိုးလူမှုပြုပြင်ပြောင်းလဲရေးလို့တော့ကက်သလစ်ကျောင်းတော်ရဲ့အစင်လာတုံတင်ချက်တကနေနော်ဖယ်ခွာသွားတယ်ဖီလာဆန့်ကျင်ဖြစ်တယ်ဆိုပြီးတော့ရှေယိုဆွေအုပ်စု conservative cardinal တွေကနော်ဝေဖန်ပြီးတော့ဒါသဘောကွဲလဲမှုတွေလည်းဒါအဖွဲ့အစည်းတိုင်းမှာတွေ့ရတဲ့ပုံစံမျိုးအာတာနာတွေမှာဖြစ်ပေါ်ခဲ့တယ်။အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့သူ့လက်ထက်မှာဒီလိုဖြစ်စဉ်မျိုးတစ်ခုရှိခဲ့တာပေါ့နော်။ ပုပ်ဖရန်စစ်ဟာကမ္ဘာမှဒီလိုတက်ရောက်မှုကြီးတဲ့လူမှုပြုပြင်ပြောင်းလဲရေးလုပ်ပေမဲ့သူ့ရဲ့ဒီလူဝင်မှုကြီးကြပ်ရေးဆင်းရဲနွမ်းပါတဲ့သူတွေကိုနော်ပို့ပြီးဟိုအာယုံဆိုင်ဂယုနာထားပြီးတော့နော်ကြီးစုဆောင်မတဲ့သူ့ရဲ့အာလမ်းညုံမူဝါဒတွေပြီးတော့ကမ္ဘာကြီးမှာမေလျော့ခံထားရတဲ့သူတွေအာသူတို့ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ဖန်တီးခွင့်ကိုသူတို့ရဲ့လက်ဝဲမှာပိုင်ဆိုင်ခြင်းမရတဲ့လူတွေအတွက်ရက်တည်ပေးတဲ့သဘောထားတွေနဲ့ပတ်သက်ပြီးတော့ပုပ်ဖရန်စစ်ဟာဘယ်နေရာမှာအားနေတယ်လဲဆိုရင် ဒီ American ပြည်တော်စု American ပြည်တော်စုဘဲကလူတွေเนาะတာသနာဝင်နေねဒီသူ့ရဲ့ idea ကိုเนาะပေါင်းကူချိတ်ဆက်တဲ့နေရာမှာပြောရရင် convince တဘောပေါက်နားလည်အောင်ဆက်ဆောင်တဲ့နေရာမှာเนาะအများကြီးအားနေချက်ရှိတယ်ဆိုပြီးတော့ဝေဖန်ခံရမှုကြီးရှိခဲ့ပါတယ် American ပြည်တော်စုကလည်းကျွန်တော်တို့သိတဲ့အတိုင်းပဲဒီ American သမ္မတ Donald Trump ရဲ့ဒုတိယအကြိမ်သက်တမ်းမှာသူ့ရဲ့ conservative line လက်ရာ line ဟာအရှိန်အဟုန်နဲ့ပောက်ွဲနှင်းစင်ထွက်လာပြီးတော့ဒီ အာဒုက္ခတဲ့အရေးတွေနော်ဟိုလူခွင့်ရေးအလုတ်သမားခွင့်ရေးကဘာထဲကဘာကြီးကပြဿနာအရရက်ကနေအမေရိကန်ပြည်အောင်စုတာပို့ပြီးတော့ estrange ရှောက်ဖယ်လာခဲ့တာကိုတွေ့ရတယ်။ဆိုတော့လက်ရှိဒီ Pope Francis ပြန်လုံတော်မူသွားတဲ့အချိန်မှာကဘာကြီးရင်ဆိုင်နေရတဲ့ကိစ္စကခေါင်းဆောင်မှုမဲ့နေတဲ့အာပြဿနာပေါ့။အဲ့တော့ဒီ Pope ဆိုရရာထူးကလည်းကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲနှစ်သက်တမ်းပေါင်းထောင်ချီပြီးတော့ အာတည်ရှိလာခဲ့တဲ့เนาะသာသနာဝင်လည်းတည်တနာမလေးပြည်ညာကျော်ရှိပြီးတော့ကဘာအရရက်မှာเนาะသာသနာဝင်တွေရှိတယ်ပြီးတော့ဩဇာတည်ခြင်းမှလည်းကြီးမားတယ်ရာထူးဖြစ်တဲ့အတွက်ဒီကာဒီနယ်ရီထဲကနေပုပ်ကိုရွေးချယ်တဲ့အခါမှာပုပ်ယဟန်မင်းတည်တဘာရင်ဆိုင်ရမယ်ပြဿနာတွေကိုအဓိကတို့ကထည့်သွင်းစဉ်းစားပြီးတော့ဘယ်လိုပုပ်မျိုးဖြစ်ရင်ရွေးချယ်ခန့်အပ်ရင်တင့်တော်မလဲဆိုတာကိုအဓိကဒီကာဒီနယ်ပုပ်ရွေးချယ်တဲ့ကာဒီနယ်ရီကြားမှာအဓိကစဉ်းစားခဲ့ကြတယ်လို့ ဒါနော်ဒီလိလာသူတွေကအကဲဖြတ်ကြပါတယ်ဆိုတော့အဲ့ဟာကဘယ်နေရာမှာထင်ရှားလဲဆိုရင်ねဒီ system ဖြားချောင်းမှာပုတ်ရွေးပွဲမကျင်းပခင်မှာဒီပုတ်ရဟမင်းနေအာဒီပုတ်ရဟမင်းရွေးမယ်ကာဒီနယ်ရဟမတ်တွေဟာသူတို့ရဲ့နော်တရားဝင်အစည်းအဝေးမှာရောအလို့သဘောတွေးဆမှုတွေမှာရောပြီးတော့ဒီ coffee နော် coffee တောက် coffee ပွဲတွေနော်လဖက်ရည်ပွဲတွေမှာရောသူတို့အဓိကပြောဆိုခဲ့ကြတဲ့အကြောင်းအရာလက်ရှိ ပုပ်ယဟန်မင်းရာထူးကိုဆက်ခံရမယ့်ပုပ်ကိုကိုစဉ်းစားရွေးချယ်တဲ့အခါမှာကက်သလစ်ကျောင်းတော်တစ်ခုတည်းတက်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 အတွက်ပဲကွက်ပြီးမစဉ်းစားဘဲနဲ့ဒီ humanity เนาะကမ္ဘာသူကမ္ဘာကလူသားမျိုးနွယ်အလုံးအတွက်ပါထည့်သွင်းစဉ်းစားပြီးတော့ပုပ်ကိုရွေးချယ်ရမယ်ဆိုတဲ့အာအတိတ် concept သဘောတရားတစ်ခုကိုအဲသူတို့ဆွေးနွေးခဲ့ကြရတယ်လို့ပြောပါတယ် တော့အဲ့မှာသူတို့ပြောခဲ့သူတို့ရဲ့ဆွေးနွေးမှုတွေထဲမှာအဓိကဘာလဲစကားလုံးလုံးလည်းရှိရလို့ပြောမှာအဲ့ဒါဘာလဲဆို continuity and unity ရှေ့ဆက်ဆောင်ရွက်မှုရှေ့ဆက်လှုပ်ဆောင်မှုနဲ့စည်းလုံးညီညွတ်မှုဆိုရဲအဲ့စကားရက်တစ်ခုဒီ concept ပေါ်မှာအခြေခံပြီးတော့ရွေးချယ်ဖို့ဆိုရဲတော့ mindset သူရှိခဲ့ကြတယ်ဆိုတော့ဒီဆန်နဲ့တိုင်းတာလိုက်ရဲ့အခါမှာကဘာကြီးရဲ့ဥဆောင်မှုခန်းခံနာကနေเนาะနောက်ဆုတ်သွားတဲ့ American ပြည်တော်စုနဲ့ engage လုပ်ဖို့အတွက် ပြီးတော့ဒီ Catholic ကျောင်းတော်တွင်ကနော်ပြုပြင်ပြောင်းလဲမှုတွေကိုစန့်ကျင်တဲ့ conservative အုပ်စုတွေနဲ့လည်းပြည်လည်နိုင်တဲ့လူဖြစ်လူအဲပုံပုံကိုရွေးချယ်တဲ့ခါမှာအခု14ဆမြောက်ပုံပုံကိုဖြစ်လာမဲ့ Cardinal Yahman Robert Bravas ကိုသူတို့တွေ့ရှိခဲ့ကြရင်ပြောပါတယ် Cardinal Yahman Robert Bravas ဟာ Pope Francis ရဲ့လူမှုပြုပြင်ပြောင်းလဲမှုတွေကိုသူထောက်ခံတော်များလဲသူ့ကိုကျောင်းတော်တွင်ကဒီ conservative အုပ်စုတွေကအာ ပေါ်ဖရန်စစ်ထက်ဆိုင်ရင်တော့ဒီ LGBTQ ကိစ္စတွေပေါ့နော်ဒီလိင်တူနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့လိင်စိတ်ခံယူမှုပုံမှန်မဟုတ်တဲ့ကိစ္စတွေမှာတော့ပေါ်ဖရန်စစ်လောက်သူ့အနေနဲ့သဘောထားပြင်းထန်ပဲပြင်းထန်မှာမဟုတ်ဘူးလို့ယူဆခြင်းခံရတဲ့ပုံပုံဖြစ်နေလို့ဆိုပါတယ်ပြီးတော့နောက်နောက်ထပ်သူ့ရဲ့အားသာချက်ကသူဟာပေါ်ဖရန်စစ်လိုပဲ immigration ဆင်းရဲသားပြီးအမေရောခံအဖိနှိမ်ခံပြီးသူတွေနော်ကိုကြမှာကိုဖတ်တီးခွင့်မရရည်ဆိုရင်မမမမရက်တည်ရဲ့လူပုံပုံတရားဖြစ်နေပြန်တာကိုလည်း တို့သွားတွေ့ရှိခဲ့ကြရပါတယ်။အဲ့တော့ကက်သလစ်ကျောင်းတော်ဟာကမ္ဘာမှာနော်ဩဇာကြီးတဲ့အဖွဲ့အစည်းဖြစ်တဲ့လျောက်ဒီကမ္ဘာအရေးခင်းတွေကိုဂိုင်တွဲရမဲ့အာတာဝန်ရှိတဲ့အတွက်ဒီလိုမျိုး immigration နော်ဒုက္ခတွေအရေးငြိမ်းချမ်းရေးအဲဒီဆင်းရဲနွမ်းပါမှုရာသီဥတုပြောင်းလဲမှုတွေပေါ့။ ਨੇ ပတ်သက်ပြီးတော့ commitment တကယ်ရှိတဲ့နော်ကာတီနယ်ယဟမတ် Robert Bravas ပြီးရင်အမေရိကန်နိုင်ငံသားလည်းဖြစ်နေပြန်တဲ့အတွက်ဖြစ်နေပြန်တဲ့အပြင်ကို သူဟာဒီလက်တင်အမေရိကမှာလည်းနှစ်ပေါင်းများစွာနှစ်ပေါင်းများစွာအာတာသနာဝံကိုထမ်းဆောင်ခဲ့တဲ့အတွက်မတူညီတဲ့လူအတိုင်းဝိုင်းကြအဲဂျာမန်เนาะအမြင်သဘောထားမတူညီမှုတွေကွာဟချက်တွေကိုကောင်းကောင်း bridge ပေါင်းကူပေးနိုင်မဲ့လူလို့ယူဆလူဖြစ်အဲဒီ College of Cardinal ပေါ့เนาะအဲပုတ်ရမင်းရွေးချယ်ရေး Cardinal အဖွဲ့တွေကသူ့ကိုတွေ့ရှိခဲ့ကြတာလို့ပုံသက်ရပါတယ်အဲ့ဒီတော့ဒီလိုမျိုးဆန်နှုံးတွေအရအကဲဖြတ် ပြီးတော့ရွေးချယ်တင်ယောက်ခံရတဲ့ပုတ်လီ၁၄ဆမြောက်ပုတ်လီကိုလက်ထပ်မှာကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရနိုင်မလဲလို့အဲကျွန်တော်တို့စဉ်းစားသုံးသပ်ကြည့်တဲ့အခါပုတ်လီကို၁၄ဆမြောက်ပုတ်လီကိုနေနဲ့ကက်ဒလိတ်ကျောင်းတော်သွင်းမှာလူမှုပြုပြင်ပြောင်းလဲရေးတွေကိုအာလုံဆောင်တဲ့နေရာမှာကျောင်းတော်တွင်းမှာစီလုံးညှို့မှုရှိနိုင်ဖို့အတွက်တိတ်ပြီးပြင်းထန်တဲ့ liberal သဘောထားမျိုးကိုကင်ဆယ်မှာမဟုတ်ဘဲနဲ့ moderate ပို့ဖြစ်တဲ့အများလေးလက်ခံနိုင်လောက်တဲ့ ပြုတ်ပြပြောင်းလဲမှုရှုပ်ကိုသူလောက်လာနိုင်တယ်ပြီးတော့ဒီ immigration ရေးဆင်းရဲသားဒီကဘာတဝမ်းကဆင်းရဲနှမ်းပါမှုကိစ္စတွေဆင်းရဲသားဆင်းရဲသားတွေအမေလျော့ခံဖေးအတွက်ပို့ပြီးတော့အထုပ်ကြိုးပမ်းမှုတွေကိုသူ့ရဲ့လက်ထက်မှာတွေ့မြင်လာနိုင်ပြီးတော့အထူးသဖြင့်ဒီကိစ္စတွေကိုဆောင်ရွက်တဲ့နေရာမှာအရေးပါအရေးကြီးတဲ့အခေအားကြမဲ့ American ပြည်တော်စုဒီခေါင်းဆောင်တွေပြီးတော့ American ပြည်ထဲကလူထုသာသနာဝင်တွေနဲ့ထိတွေ့ဆက်ဆံမှု engage လုပ်မှုနှိုးဆော်မှုတွေဒါသူတို့ သူ့လက်ထက်မှာကျွန်တော်တို့ပုံမြင်လာနိုင်ရတယ်လို့အဲယူဆရပါတယ်ဒီလိုမျိုးအမေရိကန်နိုင်ငံသားကာတီနာယဟန်မတ်ကိုပါပေစီနေရာမှာရွေးချယ်လိုက်ရတဲ့အဓိကဥတီချက်ဟာလေဒီလိုမျိုးဒီရွှေပြောင်ဒုက္ခတွေကိုမကြိုက်တဲ့เนาะဟိုရွှေပြောင်ဒုက္ခတွေပေါ်မှာတင်းမာတဲ့သဘောထားတွေရှိတဲ့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အမေရိကန်ပြည်တွင်းမှာဖြစ်နေတဲ့ဒီ conservative နိုင်ငံရေးသဘောတရားတွေကိုတံပြန် ခြေဖြတ်ဖို့ပြောရရင်အင်္ဂလိပ်လိုပြောမှာဆိုဒိုင်လူပေါ့နော်အပုံမအပြောသွားဈေးဖို့အတွက်ကောင်တာလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့လေအတစ်ဖက်ကနေရွေးချယ်တင်မြောက်တဲ့တင်မြောက်တိုက်ကြတယ်ဆိုတော့အယူဆသုံးသက်ချက်တွေလည်းရှိနေပါကြောင်းဒီနေ့အစီအစဉ်မှာတင်ဆက်ပေးလိုက်ရပါတယ်ပရိသတ်များအားလုံးရှင်လန်းချမ်းပြေကြပါစေ